First, I want to thank you for highlighting this tragic event of Myanmar in weekly management meeting. I also want to say thank to you to the people who reach out to me immediately as soon as they hear the news in the media and checking out me whether my families and friends are safe. You may have seen a lot of reports about the disaster, but what covers in the news is only a fraction of the devastation. The reality on the ground is far worse. Next slide, please. I think you guys remember my country, Myanmar. Uh, again, Myanmar is a country rich in culture and beauty, surrounded by Thailand, China, and India. When I first introduced myself to this team, I shared images of our breathtaking landscape and historic pagodas. Unfortunately, this earthquake has taken so much of that away. So, what is the current situation? It has been four days since the 7.7 .7 magnitude earthquake struck Myanmar. The death toll has now surpassed 2,900, as far as I'm aware of, and according to the local source, the thousand remain in urgent need for assistance. Fearing aftershock and with many homes destroyed, people have chosen to stay on the street rather than, you know, return to unstable buildings international media has largely focused on Mandalay and Nebido, but Sagai, one of the hardest hit areas, has received far less global attention. So, why major relief folk, uh, efforts uh, are this in Mandalay and Nebido? Small locally run charity groups are stepping into providing food, water, and you know essential daily supplies to those suffering in Sakai. However, one of the biggest challenges we have we face right now is the urgent need of heavy machinery to clear the rebels and aid rescue uh, operations. So, on behalf of my country, I want to express my heartfelt gratitude to everyone who is willing to support and contribute in any way possible. Your help, no matter how big or small, can truly make a difference in this time of crisis. ဒီနေ့လို့ဒီလိုမျိုးအချိန်မျိုးမှာ podcast လုပ်ဖို့ကလည်းတကယ်တော့စိတ်မပါဘူးပေါ့နော်။ဒါပေမဲ့လည်းဒီ podcast ကကျွန်တော်အရင် podcast တွေလိုပဲကျွန်တော်တခုခုအာ ပေါ့ကတ်စကူမှာပြောတယ်ဆိုရင်ကျွန်တော်မှာပြောရတဲ့အဲ objective ရှိရပါတော့ဒီ podcast ရဲ့အဓိက objective ကလည်းပြောမယ်ဆိုရင်အဲနှစ်ချက်ရှိရပါတော့ပထမတစ်ချက်ကတော့ဗာလဲဆိုရင်ကျွန်တော်တို့အားလုံးကကိုလုံနိုင်တာကိုဘက်ကနေပြီးတော့အဲတောင်းဝန်ထမ်းဆောင်နိုင်တာပေါ့နော်အဲ့ဒါကိုလုံနိုင်သလောက်လှုပ်ပင်းနေကြတယ်ဆိုတဲ့ဟာကိုအဲအချင်းချင်းအဝဲဖြစ်စေဖို့ပါ နောက်တစ်ခုကကြတော့ပြောမယ်ဆိုလို့ရှိရင်တော့ဒီဘယ်လိုခေါ်မလဲကိုကိုဒီအပိုင်းမှာထားပါတော့ငွေကြေးအပိုင်းမှာပဲဖြစ်ဖြစ်ပါပဲဖြစ်ဖြစ်ကိုဘက်ကမလုံနိုင်ဘူးဆိုလို့ရှိရင်တော့မှကိုမှာတခြားကိုတက်နိုင်တဲ့နေရာကိုလုံနိုင်တဲ့နေရာနေပြီးတော့အဲလုတ်ပေးလို့ရတယ်ဆိုတဲ့ဟာမျိုးကိုလည်းအဲတည်သိချင်လို့ sharing လုတ်ပေးတာဖြစ်ပါတယ်အဲ့တော့ဒီ podcast အကြောင်းကပြောမယ်ဆိုလို့ရှိရင် အမ်အကုန်လုံးတည်ပြီးသားပေါ့နော်ကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာအာဟိုပြောမယ်ဆိုလို့ရှင်ခြေကွဲပွဲကောင်းတဲ့ဟာပေါ့နော်အာငလင်လှုပ်သွားတဲ့အတွက်အာဒီစိတ်ညစ်စရာခြေကွဲကြရဖြစ်ရတယ်ပေါ့နော် အဲဒီအမှန်တိုင်းပြောလို့ရှိရင်ဆက်ဆခြင်းဒီလှုပ်တဲ့နေ့တုန်းကပေါ့နော်အာအမေတို့ကအဖေတို့အမေတို့ကကြတော့ဒီရန်ကုန်မှာပဲရှိတာဆိုတော့တို့ကငလင်လှုပ်တယ်ဆိုရဲဟာပဲပြောတာပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းနာခင်းနဲ့ပတ်သက်ပြီးတော့အာဂျုံခက်ပူတယ်ဂျုံခက်ပူတော့အမှန်တိုင်းပြောရင်မြို့ကြီးတွေကမြို့ကြီးဆိုတာပြောချင်တာရန်ကုန်မြို့လိုမြို့မြို့ကအာအဲ့တုန်းကလည်းအဲ့လိုပဲရန်ကုန်မှာနေတုန်းကဆိုလေလေရန်တိုက်တယ်ဆိုတဲ့ဟာတော့ပဲအဲစိတ်ထဲမှာတည်တာပေါ့နော် နောက်ပြီးတော့မှတကယ်အောက်ဆင်းကြည့်တော့မှတကယ်ဟိုအာဟိုဒီလမ်းတစ်ခုလုံးအဲ့လိုမျိုးတစ်ပင်တွေလဲအကုန်လုံးဟိုဆုပ်ပြတ်တက်ပြီးဖြစ်နေတဲ့ဟာမျိုးတွေတွေ့ရပါဘောเนาะအဲ့တော့ဒီငလင်ဆိုတဲ့ဟာကိုလည်းအမှန်တိုင်းပြောလို့ရှိရင်ဆက်တာချင်းတော့ပေါ့ပေါ့လေးပဲဘောเนาะဟောငလင်လှုပ်တယ်ဆိုတော့ဒီခေါက်တော့တော်တော်ကျန်းနေဆိုတော့လေအေးကျန်းနေဘောเนาะအဲ့လိုမျိုးပဲထင်တာဗောဒါမဲ့တကယ်တိတ်မကြောက်ပုံတွေတက်လာတယ်အဲဒီဗီဒီယိုတွေဘာတွေတက်လာတဲ့ခါကျတော့မှအဲ့မှာ ဟိုစုပ်ပြတ်တက်နေလောက်အောင်လို့ဟိုတစ်ခုလုံးမွှားစာကျဲွားလောက်အောင်ဖြစ်တဲ့ဟာမျိုးတွေ့ရတာပေါ့နော်အဲ့တော့လည်းတော်တော်စိတ်မကောင်းဖြစ်ရတယ်အမှန်တိုင်းပြောရင်ကျွန်တော်တို့မြန်မာနိုင်ငံကတကယ်အမွေအနှစ်တွေဖြစ်တဲ့ဒီဖျားတွေနော်နောက်ပြီးရင်တကယ်အထင်ကြီးရနေရာတွေအထင်ကြီးရဒီဘယ်လိုခေါ်မလဲအရာတွေအကုန်လုံးပေါ့နော်တခါတည်း ဒီပြောမယ်ဆိုလို့ရှိရင်သူတို့လှုပ်သွားတဲ့အချိန်ပိုင်းလေးမှာပဲအကုန်လုံးယူသွားရပေါ့နော်တကယ်တော့ဒီຢာတွေကတစ်ချိန်ချိန်ကြာရင်ကျွန်တော်တို့မှာအာပြောမယ်ဆိုအရင်ကကွန်ပျူတာကောင်းတဲ့အရာတွေပေါ့နော်အခုတော့တော်တော်များကုံအားကြီးလို့ပြောရမှာပေါ့အဲ့တော့အရင်နှမျောဖို့ကောင်းတယ်ပေါ့နော်ဆိုတော့ဒီဟာဆက်ဖြစ်တဲ့အချိန်ပြီးလဲပြီးရောတင်းလဲတက်လာတယ်တက်လာတဲ့အချိန်လဲရောက်ကောကျွန်တော်ကိုကျွန်တော်ရဲ့ဒီ manager တွေ အဲနောက်ပြီးတော့ကျွန်တော်ရေလှုပ်ဖို့ကံပဲဒီအကုန်လုံးကအာဒီတောက်ကြနေဦးကျွန်တော်မှတ်မိတယ်လို့ဆိုရင်ဟုတ်တယ်တောက်ကြနေတောက်ကြနေဆိုတော့ကျွန်တော်ဒီစာရေးပို့နောက်ပြီးတော့ဟိုအကုန်လုံးပေါ့နော်ကျွန်တော် reach out လုပ်ကြပါဘောနော်အဲဒီဟိုဟိုအကုန်လုံး reach out လုပ်ကြပါဘောနော်အသင်ပြေလာအဓိကတော့အသင်ပြေလာဆိုတာဟိုအဓိက family တွေ friends တွေပေါ့နော်အာမင်းနဲ့တည်ရတဲ့လူတွေအကုန်လုံးအသင်ပြေလာဘာလာပေါ့ငေါ့တင်းတွေ့ရပါ냐ပေါ့နော်ချက်ချင်း reach out လုပ်ကြတယ် ရီချာလုပ်တဲ့အချိန်မှာဟိုကျွန်တော်ဘက်ကလည်းအမေတို့နဲ့ဖုန်ပြောထားပါ냐ဆိုတော့အော်အဆင်ပြေတယ်ဟိုဟာမမဟိုဟာမဖြစ်ဘူးပေါ့နော်ဟိုအမေတို့ကတော့အဆင်ပြေတယ်ဒါပေမဲ့တချို့နေရာတွေမှာတော်တော်လေးကိုအထိကြိုက်သွားတယ်ပေါ့နော်အဲ့တော့ဟိုဟာဗာလေအဆုံမင်းတို့ဘယ်လိုလုပ်နေလဲဗာလေပေါ့နော်အာကျွန်တော်တို့ဇာကနေပြီးတော့အကြီးဆုံးဒီ department head ကနေပြီးတော့အာဘယ်လိုလုပ်နေလဲဆိုတော့ကျွန်တော်ကလည်းအဲအမှန်တိုင်းပြောလို့ရှိရင်တော့အခုချိန်မှာတော့ငါတို့ဘာလုပ်ရမလဲဆိုတဲ့ဟာကဟိုအခုချိန်ထီတော့အဲ့လိုမျိုး ကြည့်နေတော့မယ်ပေါ့နော်နောက်ပြီးတော့ဟိုသေးချာတာတော့ထုံးစံအတိုင်းကိုသူကိုထအဲဒီ charity group တွေရှိလာမယ်အဲတပီတော့ဒီလိုပဲဟိုယုံကြည်ရလူရှိလို့ယုံကြည်ရလူလည်းရှိလာမယ်အများကြီးဖြစ်လာမယ်ပေါ့နော်ပြီးရင် organization အကြီးတွေကလည်းသူကသူလှူမယ်ပေါ့နော်ဒါမျိုးတွေရှိလာမယ်ပေါ့နော်အဲ့တော့ဟို organization အကြီးတွေကတော့ဘယ်ဘက်ကိုဘယ်လိုသွားပြီးလှူမလဲဆိုတာတော့ငါတို့မသိဘူးဒါပေမဲ့ကိုသူကိုထားလှုပ်တဲ့လူတွေကတော့စိတ်မြန်လက်မြန်နေဆိုတော့တကယ်လိုအပ်တဲ့နေရာတွေကိုပို့ပြီးတော့သွားဖြစ်မယ်ပေါ့နော် အဲ့လိုမျိုးအဲပြောပြောပြောဖြစ်တယ်ပေါ့နော်အဲ့ဒါနဲ့ပြောဖြစ်ပြီးတော့သူတို့ဘက်ကလည်းငါတို့လည်းလှူကျင်တယ်တဲ့အာဟိုဖြစ်နိုင်လို့ရှိလို့ရှင်ပေါ့နော်ဟိုငါတို့ဘယ်လိုမျိုးကူညီလို့ရမလဲငါတို့ကူညီပေးလို့ရတာအကုန်လုံးကူညီပေးချင်တယ်ပေါ့နော်သူတို့ဘက်ကပြောတယ်အဲ့ဒါနဲ့အဲ့ချိန်မှာအမှန်တိုင်းပြောလို့ရှိရင်ကူညီပေးမယ်ဆိုရင်ဒါကျွန်တော်တို့တော့ပြောရမယ်ဆို donation ဆိုတဲ့အရာဒီငွေနဲ့ငွေကြေးနဲ့ပတ်သက်ပြီး import ဖြစ်လာတာ import ဖြစ်လာတော့ကျွန်တော်က အမှန်တိုင်းပြောလို့ရှိရင်ကျွန်တော်ဒီငွေကြေးနဲ့ပတ်သက်တာကိုကျွန်တော်မကင်ချင်းဘာဖြစ်လို့လဲဆိုတော့ဟိုအများကြီးအဲ့လိုမျိုးဒီစရင်းလောက်ရတယ်နောက်ပြီး evidence တွေစုရတယ်ဘယ်လိုဘယ်လိုလွှဲရလဲဆိုတဲ့ဟာပြောရတယ်ဒါပြောမလို့ကိုယ်အချင်းချင်းဆိုလို့ရှိရင်ကျွန်တော်ရဲ့ local အချင်းချင်း process ကအရန်ကိုလွယ်ကူတယ်ပေါ့နော် ဟိုလွယ်ကူတယ်ဆိုတာဥမာဒီလူကိုယုံကြည်ရတယ်ဆိုရင်ကိုပတ်စံအောင် certificate ရသည်ဖြစ်စေဖြတ်ပိုင်းရသည်ဖြစ်စေမရသည်ဖြစ်စေကိုတွေဘက်ကလှူပေးလိုက်တယ်သူတို့ကလည်းသူတို့ရဲ့ယုံကြည်မှုနဲ့အတူသူတို့တွေလည်းလှူပေးတယ်ကိုတွေကိုလည်းတပုံတွေပို့ပေးတာမျိုးရှိရပါတော့ဒီမှာကြတော့ဟိုပြောမယ်ဆိုလို့ရှိရင်အဲဒီသူများပြောမယ်ဆိုတာဟိုကိုနဲ့လှုပ်တဲ့အလူမျိုးကြားတွေကိုလူမျိုးကြားတွေအလှူမယ်ဆိုတော့သူတို့ပေါ်ကိုပေါ်မှာလည်းသူတို့ယုံကြည်မှုအဲသူတို့ကတော့ယုံကြည်လို့လှူတယ်ဆိုပေမဲ့ကိုဘက်ကလည်းဒီတိတိတတ်တဲ့ evidence တွေတော့ပြန်ပြရမှာ哦အဲ့ဒီအချိန်မှာ ဟိုဘယ်လိုခေါ်မလဲနည်းနည်းအာဟိုစနိုးစနောက်ဖြစ်တယ်ပေါ့နော်ဒါပုံမှန်လေးနည်းပြောရမယ်ဆိုရင်ဘာဖြစ်လဲဆိုငွေကြေးပတ်သက်လည်းရအောင်ပြီးတော့အလှူနဲ့လည်းပတ်သက်နေရဖြစ်တဲ့အတွက်အဲ့လိုမျိုးဟိုဟိုဟာဖြစ်တယ်ပေါ့နော်အားနဲ့အာဒီကျွန်တော်လည်းမဟုတ်ဘူးလို့ဟိုကျွန်တော်တို့ငါတို့ဟိုဟာဖြစ်လို့ရှိရင်ဟိုတလောဆယ်တော့ဒီလိုမျိုးဟိုရှုပ်ထွေးနေရပေါ့เนาะငါတို့လည်းခုချိန်အထိဘယ်သူ့ကိုဘယ်လိုလှူရမလဲဆိုတာငါတို့သိချာမသိသေးဘူးအဲ့တော့ ငါတို့အနေနဲ့ငါအနေနဲ့တခြားလောက်ကြည့်လိုက်အောင်မယ်ကြည့်ပြီးငါပြန်ပြောမယ်ပေါ့နော်အဲ့လိုမျိုးပဲပြောပြီးတော့ဒီ Saturday Sunday ကို pass လုပ်လိုက်တာပေါ့နော်အဲ့ Saturday Sunday ရဲ့အတွင်းမှာလည်းအမှန်ဟိုဘယ်လိုခေါ်မလဲကိုယ့်ဘက်ကလည်းငွေလှူတာအပြင်ပေါ့နော်ကျွန်တော်တခုခုလုပ်ပေးချင်တယ်ပေါ့နော်ငါဘာလုပ်ပေးလို့ရမလဲအာငါဘယ်လိုမျိုးဒီဟာကိုပို့ပြီး awareness ဖြစ်အောင်လုပ်လို့ရမလဲဆိုပြီးစဉ်းစားရပါတော့အာကျွန်တော်ဒီ YouTube မှာလုပ်တယ်ဆိုတာကျွန်တော်ဒီမြန်မာလူပဲပြောနေရဖြစ်တဲ့သူကမြန်မာနဲ့ပတ်သက်တဲ့အာလူတွေပဲတည်တာပေါ့နော် နောက်ပြီးတော့တရားလည်းကျွန်တော်အနေနဲ့ထပ်ပြီးတော့အဝဲဖြစ်အောင်လုပ်ရမလို့တော်တော်များကျွန်တော်ထပ်ပို့ပြီးတော့တည်ပြီးတော့အဝဲဖြစ်တဲ့လူလည်းရှင်ရှိပြီးသားပေါ့နော်အဲ့တော့နောက်တစ်ခါကျတော့ Facebook ကနေပြီးတော့ကျွန်တော်ဒီလုပ်မယ်ဆိုလို့ရှင်လည်းကျွန်တော်ဒီ Facebook ကိုအရင် reline လုပ်ပြီးသုံးတာမဟုတ်သလို Instagram လည်းအရင်လုပ် reline လုပ်ပြီးသုံးရမဟုတ်တဲ့အတွက်ကျွန်တော်ရဲ့ဒီဘယ်လိုခေါ်မလဲအာ post day နောက်ပြီး sharing လုပ်ပြီးရတာတွေအားလောက်ကြီးထရောက်မှုရှိပေါ့နော်အဲ့တော့ နောက်နောက်တစ်ခုကကြာကျွန်တော် linking မှာကြာတော့ကျွန်တော်မှာ connection တော်တော်များများရှိရယ်ဒီ international connection ကပုံများရယ်ပေါ့နော် linking မှာဆိုလို့ရှိရင် local ထက် international ပုံများတယ်လို့ပြောရမယ်ထင်တယ်အဲ့လိုမျိုးကျွန်တော်ယုံကလူတွေပဲတော်တော်များများရှိရယ်ပေါ့နော်အဲ့တော့အားနဲ့ဟိုအဓိကတော့ကိုရှာဖွေတာပေါ့နော်ကိုဘက်ကနေပြီးတော့ဘယ်လိုမျိုးကူညီပေးလို့ရမလဲကိုဘက်ကနေဘယ်လို reach out အဲ sorry ဘယ်လိုမျိုးဟိုဒီပို့ပြီးတော့ဝယ်ဖြစ်အောင်လို့လုပ်ပေးလို့ရမလဲဆိုတဲ့ဟာကိုရှာတဲ့အချိန်မှာအော်ငါ့မှာ linking ရှိတာပဲငါ linking နဲ့ uh, supporting လုပ်ပေးလို့ရတယ် aware ဖြစ်အောင်လုပ်ပေးလို့ရတယ်ဆိုပြီးအဲ့မှာကျွန်တော် linking မှာ post တင်လိုက်တယ်အ uh, impression တွေအများကြီးရတယ်နောက်ပြီးတော့ဟိုဘယ်လိုခုံးလဲအဲတချို့တွေကလည်းကျွန်တော်ဟာ repost လုပ်ပေးချရပါတော့ အာပြီးတော့တချို့ internet အားကိုတင်လိုက်တဲ့အချိန်မှာပဲကိုယုံရမဟုတ်ပဲねတခြား international ကလူတွေကလည်းတရင်တွေ့ရတယ်အဲ့ဒါမင်းနိုင်ငံလားငါတို့မသိခဲ့ဘူးအဲ့လိုမျိုးဟိုအကုန်လုံးအဆင်ပြေပါသေးဘာဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးဆူတောင်းပေးတဲ့ဟာတွေပါပဲပေါ့နော်ဘာဖြစ်ဖြစ်အာဒါအဓိကတော့ awareness ရအောင်လုပ်တာဖြစ်တဲ့အတွက် international လည်း aware ဖြစ်သွားတယ်ပေါ့နော်ဒါကို linking မှာ post လေးတင်ပေးလိုက်တာပေါ့နော်အဲ့တော့ဒီဒီຢာတွေပါလေလုပ်ဖြစ်တယ်ပေါ့နော်ဆိုတော့ အဲ့ဒါပြီးလဲပြီးတော့အာကျွန်တော်တို့ဟိုဒီ Monday ရောက်တဲ့အချိန်မှာအာကျွန်တော် senior အာကျွန်တော်တို့ရဲ့ဒီ manager ပေါ့နော်ကျွန်တော်ရဲ့ department head ကနေပြီးတော့ပြန်မေးရဲ့အာဟိုလင်းပေါ့နော်ဟိုဘယ်လိုခေါ်မလဲဘယ်လိုမျိုးလဲဘယ်လိုလှူရမလဲငါတို့ဘယ်လိုလုပ်ပေးရမလဲဆိုပြီးတော့မေးရဲ့ပေါ့နော်သူတို့ဘက်ကလည်းအရင်ဟိုဒီ ဒီဘယ်လိုခေါ်မလဲ motivate motivate ဖြစ်နေတာပေါ့ဘယ်လိုခေါ်မလဲဆရာထက်တန်တာပေါ့နော်လှုပ်ပေးခြင်းနဲ့ကူညီပေးခြင်းနဲ့ပေါ့နော်ကိုယ်ဒီကိုနိုင်ငံအကြောင်းလည်းတည်ရဲ့ပြီးတော့ကျွန်တော်ကိုရင်းကလည်းဒီကိုရောက်တဲ့အချိန်မှာကျွန်တော် sharing လုပ်ပေးထားရတယ်ကျွန်တော်ဘယ်နိုင်ငံကလာလဲဘယ်လိုမျိုးလဲနိုင်ငံအခြေအနေကဘယ်လိုရှိလဲဗာလဲဆိုပြီး sharing လုပ်ပေးထားသူတို့အနေနဲ့လည်းကျွန်တော်နိုင်ငံအကြောင်းတည်တဲ့လောက်တည်ရဲ့ပေါ့နော်အခြား high test ဆာလို့ရှင်အဲ့တော့အားနဲ့သူတို့ပုံဝင်လေးပဲပြပြလိုက်တယ်ကျွန်တော်က ငါအမှန်တိုင်းပြောလို့ရှိရင်ဒီကိစ္စကပြောမယ်ဆိုလို့ရှိရင်ငါတို့ရဲ့ local process ဒီငါတို့ဒီလိုပဲလှူလိုက်တယ်ပုံမှန်အရဆိုရင်ဟိုငါတို့အနေနဲ့ကဒီလူယုံကြည်လို့လှူလိုက်တာဖြစ်တဲ့သူတို့ဘက်ကငါတို့ဘာ evidence ပေးပြီးဖြစ်စေမပေးပြီးဖြစ်စေငါတို့ကဒီလူကိုယုံကြည်လို့လှူတာဖြစ်တဲ့အတွက်ဒီလူကတော့ပုံမှန်ဆိုတော့တဖုန်လေးပါပို့ပေးရဒါပေမဲ့ဒါတွေအကုန်လုံးကလည်းဟိုသူတို့ဘယ်လိုမျိုးလုပ်နေလဲဆိုတဲ့ပုံမှန်မူတည်ရအဲ့တော့ကိုယ်အချင်းချင်းပဲကိုယ်ကိုဆက်ဆက်ပြီးလှူကြတာအဲ့တော့ pay organization လှူလို့ရှိရင်တော့ ဟိုဘယ်လိုခေါ်မလဲဒီလိုမျိုးတွေတော့ရနိုင်တယ်ငါဘက်ကတော့ဒီဟာငါတို့ကတော့ပုံမှန်ဆို small ဒီကိုထူကိုထားဟာမျိုးလေးပဲဒီတိုင်းပဲသွားမယ်လှူမယ်ဟေ့ဆိုပြီးလောက်ကြတဲ့လူတွေပဲလှူပေးတာဆိုတော့ဟိုပြောမယ်ဆိုရင်ဒီဟာမျိုးတွေမရှိနိုင်ဘူးပေါ့နော်အဲ့ဒါနဲ့သူကပြောလဲဆိုတော့ငါဟိုအမှန်တိုင်းငါမင်းကိုယုံလို့ပေါ့နော်ဟိုငါတို့တွေအကောင်လုံးကမင်းကိုယုံလို့ပြီးတယ်အဲ့တော့မင်းအနေနဲ့ဒီဟာကိုဟိုဘယ်လိုခေါ်မလဲကောင်းတဲ့နေရာမှာ ဟိုတင့်တော်နေရမှာအသုံးချမယ်လို့ငါတို့ယုံကြည်တယ် certificate တွေပါကြီးလည်းမလိုဘူးငါတို့ဟိုဟာဘယ်လိုခေါ်မလဲဘယ်လိုလှူရမလဲပန်းကောင်ပေးဟိုဘယ်ကနေဘယ်လိုလှူပေးရမလဲ paper ကပဲပေးရမလား dry bank ကိုလွှဲပေးရမလားဘာလားပေါ့နော်အဲ့လိုမျိုးဟိုသူတို့မေးကြရပေါ့နော်အားနဲ့ကျွန်တော်လည်းအာကိုပန်အကောင့်ကိုဖွင့်ပြီးတော့ဒီဒီမှာဟိုပြောရမယ်ဆိုဒီနေ့ကတခုကအဲ့လိုမျိုး struggle ဖြစ်တည်ရဒါကလည်းကိုကိုတန်းအဲ့လိုမျိုးဟိုဒါမျိုးနေတိတ်မကြွန့်ကျင်လို့ပေါ့နော်ဘာ struggle ဖြစ်လဲဆိုတော့ အာကျွန်တော်ကကျွန်တော်ရဲ့ bank account ကိုဒီ UK bank account ကိုကျွန်တော်ကကျွန်တော်မှာ iBank ဆိုတဲ့ဟာရှိရယ်ဗျာအဲ့ account ပေါ့နော် iBank account ပေးလိုက်တယ်ပေးပြီးတော့ဟိုကျွန်တော်ကိုဒီကျွန်တော်ရဲ့အာဒီ department head ကနေပြီးတော့သူရင်စလွှဲတာကိုတခြားလူတွေမလွှဲခင်မှာအဲ့လိုမျိုးသူလွှဲပေးရကျွန်တော်ကိုပတ်စံလွှဲပေးတဲ့အချိန်မှာသူပတ်စံဝင်မလာဘူးဘာလို့ဝင်မလာလဲဆိုတော့ဘာလို့လဲတော့မသိဘူးအဲ့မှာဝင်မလာဘူးဝင်မလာတော့ နေမှာထားလိုက်ပါတော့ဗောနော်အဲ့လိုဝင်မလာဘူးဟိုကြည့်ရတာကျွန်တော်ဒီကိုဘန်ကိုမေးကြည့်တော့လဲငါတို့ဘက်မှာလည်း banding transition တွေဘာမှမရှိဘူးအဲ့ဒါဟိုဘက်ကဘန်ကဖြစ်နေရလားမသိဘူးဗောနော်အားနဲ့စာရိုက်လိုက်ဖက်ကြည့်တော့အဲ့လိုမျိုးအချင်းကြားရတယ်ဗောနော် international ဘက်ဟိုဘာလဲ EU ဘက်ကလွှဲမယ်ဆိုလို့ရှိရင်တော့မ EU EU ချင်းလွှဲမယ်ဆိုရင်တော့ကြားရတယ်ဗောနော်အဲ့လိုမျိုးလည်းတွေ့ရတယ်အဲ့တော့အားနဲ့ပဲဘာပြောလဲဆိုတော့ um ဟိုဟာလောက်ဗောနော်ဟိုဘာလဲ paper account ဖွင့်လိုက်ဗောနော် paper account ဖွင့်လို့ရှိရင်အဲပို့မြန်မယ် ပုံမြန်ပြီးတော့မြန်မြန်ဆန်ဆန် transfer လုပ်လို့ရရပေါ့နော်။အဲဒါနဲ့ကျွန်တော်ရဲ့ paper account တော့မှမဖွင့်ဘူး။ဒါပေမဲ့အခုတော့ paper account ဖွင့်လိုက်တယ်ပေါ့နော်။ paper account ဖွင့်ပြီးတော့ paper account ကနေပြီးတော့ကျွန်တော်စီကိုအာအဲ့လိုပဲဒီဟိုဟာလုတ်ဟိုလွှဲဟိုလွှဲဖို့အတွက်လွတ်လိုက်တယ်ပေါ့နော်။အဲပြီးတော့ဒီအာကျွန်တော်ရဲ့ဒီ department head ကပုံမှန်ဆိုလို့ရှိရင်ကျွန်တော်တို့မှအမြဲတမ်းဒီအင်္ဂါနေ့တိုင်းဆိုကျွန်တော်တို့ management meeting ပေါ့နော် management ကလူတွေအကုန်လုံးစုပြီးတော့အဲ့လိုမျိုး department အာဒီ ဒီအရင်ဒီအရင်အပတ်ကဟာနဲ့ပတ်သက်တဲ့ performance တွေနောက်ပြီးတော့ဒီဟိုဘယ်လိုခေါ်မလဲဒီ top line level တွေဆွေးနွေးကြရပါတော့ strategy ဘယ်လိုလုပ်မလဲပါ냐ဆွေးနွေးကြရပါတော့ပုံမှန်အရဆိုရင်ကျွန်တော်ဆက်စားချင်းပြတဲ့အာဒီဟို clip လေးမှာပါတယ်လို့မျိုးပေါ့နော်ပါပြတာလဲဆိုလို့ရှိရှင်တို့ကဟိုဒီဒီအကွက်ကလေးမှာပေါ့နော်ပထမအကွက်ကလေးမှာပြောမယ်ဆိုရင်ကျွန်တော်တို့ကုမ္ပဏီရဲ့ ဒီ announcement တို့နောက်ပြီးလို့ဆိုလို့ရှိရင်ဒါမှမဟုတ်လည်းအဲ့လိုမျိုး features edit တို့အဲ့လိုမျိုး something အဲ့လိုမျိုးဟို interesting ဖြစ်စေတဲ့ဟာတွေပို့ပြီးတော့ထည့်တာပေါ့နော်အများဆုံးကတော့ commonly related ပေါ့နော်ဒါပေမဲ့အခုကတော့ဒါ very first time ပဲအဲကျွန်တော်ကလည်းအတင်းသားအတင်းတဲ့ဟိုဘယ်လိုခေါ်မလဲဒီ college တယောက်ဖြစ်တဲ့သူကအဲသူကလည်းဒီဟာကိုဟိုပုံလေးတွေကျွန်တော်စီကတောင်းပြီးတော့ဒီဟာကိုသူလုံးဝ front page ကြီးမှာကိုထည့်လိုက်တယ် အမှန်တိုင်းပြောရင်ဒီဟာတွေအကုန်လုံးကလည်းပြောမယ်ဆိုရင်ဒါဟိုဒီ international ဟိုဒီ meeting လုပ်တဲ့ခါကျရင် weekly deck ပို့တာဖြစ်တဲ့အတွက်အဲ weekly deck ကလည်းတခြားလူတွေစီရောက်တဲ့ခါကျလို့ရှိရင်ဒါ awareness လည်းရတယ်ပေါ့နော်အမှန်တိုင်းပြောလို့ရှိရင်ဆိုတော့ yeah ဆိုတော့ဒီဟာနဲ့ပတ်သက်ပြီးတော့အာသူထည့်ပေးလာတယ်ပေါ့နော်ကျွန်တော်သူသူဟိုသူ manager အာ department head ကနေပြီးတော့သူထည့်ပြီးတော့သူအဖွင့်ပြောပေးရပေါ့နော်ဒါအကုန်လုံးသိရတဲ့အတိုင်းပဲဒါတွေလည်းတချို့တွေကြားရမယ် ချိုးရီလည်းတီဗီတာဖြစ်မယ်ချိုးရီလည်းတရင်အဲမကြည့်ဖြစ်တဲ့လူဆိုရင်လည်းတင်ကြမှာတည်မယ်လင်းရဲ့အဟ ோம் ကန်ထရီပေါ့နော်ဒါဒီလိုလိုမျိုးအဖြစ်တဲ့ဘာညာပေါ့နော်အဲအဲ့မှာတော်တော်များများတော့တည်ပြီးသားပါဘာဖြစ်လဲဆိုတော့ဒါအရင်ဒီပတ်အတွက်အရင် highlight ဖြစ်နေတဲ့ဟာဆိုတော့အကုန်လုံးတည်ပြီးသားပေါ့နော်တည်ပြီးသားဆိုတော့အဲ့မှာသူတခါတည်းအာပြောပြတယ်ပြောပြပြီးတော့ဟို ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်လည်းကျွန်တော်တီကျွန်တော်ဒီတည်င်းတီရတဲ့လောက် current situation ဖြစ်တဲ့ဟာတွေပါတယ်ပေါ့เนาะအဲ့ဒါကျွန်တော် sharing လုပ်ပေးလိုက်တယ်ပေါ့เนาะအဲပြီးတော့အဲ့အချိန်မှာဒါလည်းပြောလဲပြောပြီးရောဟိုပတ်သက်နေလွှဲပေးကြရပေါ့เนาะလွှဲပေးကြတဲ့အချိန်မှာကျွန်တော်ကကျွန်တော်ရဲ့ဒီဒီဟာငွေကြေးအဲ amount နေဟိုဘယ်လောက်ပဲ net တပြားဖြစ်စေနှစ်ပြားဖြစ်စေဗျာဟိုငွေကြေးပါလိုက်ဖြစ်တဲ့အတွက်အဲ့လိုမျိုးအမြဲ transparency ရှိဖြစ်စေဖြစ်အဲ transparent ဖြစ်စေကျွန်တော် အာကျွန်တော်ဗာပြောထားလဲဆိုတော့ငါကြားသလောက်ဟာတွေအကုန်လုံးကိုငါ bank transition ကို ငါဟိုဟာဗာလဲမင်းကိုငါပို့ပေးမယ်ပေါ့နော်အဲပို့ပေးမယ်ဟိုဟာဗာလဲပြီးလို့ရှင်ငါဗာလုံးမလဲဆိုလို့ရှင်အဲ့ဒါနေပြီးတော့ငါတို့က local exchange နဲ့ exchange rate နဲ့လွှဲရမှာ哦အဲ့တော့ဟိုဒီမြန်မာကိုလွှဲရမှာဖြစ်တဲ့အတွက်အဲ့တော့ဒီဟာကိုရတဲ့ amount တွေအကုန်လုံးငါ currency exchange လုပ်မယ် exchange လုပ်ပြီးတော့အဲ့ exchange နဲ့ငါဟိုဟာဗာလဲလွှဲလိုက်တဲ့ဟာကိုလည်းမင်းကိုပြန်ပြီးတော့ပြမယ်ပေါ့နော်ငါအတန်တိုင်းဆုံးငါ evidence ရတဲ့လောက်တော့ငါယူပြီးတော့ပို့ပြီးတော့ဟိုဟာဖြစ်အောင်လို့အာပြပေးမယ်ပေါ့နော်သူကတော့ဟို မလိုဘူးပေါ့နော်ဘင်းကိုယုံကြည်လို့ဒီအရာတွေကတော့လုပ်ပေးတာအဲ့တော့ဘာမှစိတ်ပူစရာမလိုဘူးဒါနဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုး AC ဖြစ်တယ်ပေါ့နော်ဒါပေမဲ့လည်းကိုယ့်ဘက်ကဒါပြောမယ်ဆိုရင်လှုပ်ဆရာရှိတာလှုပ်ရမှာပဲဟုတ်အဲ့တော့ yeah ဒီနေ့တော့ဟိုဒီဟိုဘန်းအကောင့်တွေကပတ်စံတွေဝင်နေတယ် payment တွေ PayPal တွေဝင်တော့ PayPal တွေကဟာတွေကိုအကုန်လုံး local account တွေကိုတော့လွှဲပြီးပါပြီလွှဲပြန်ကြလို့ရှိရင်တော့အဲစိတ်ချရတဲ့အဲဒီဖွဲ့စည်းတစ်ခုခုကိုတော့ကျွန်တော်အာ ဟိုလွှဲမယ်ပေါ့နော်လွှဲပြီးတော့လှူမယ်ပေါ့နော်အဲ့လိုမျိုးလှူမယ်ဆိုတာထက်ဒါအကူအညီပေးမယ်လို့ပဲပြောရမှာပေါ့နော်အဲ့လိုမျိုးအာဟိုဖြစ်ချင်တယ်အာကိုဘက်ကတက်နိုင်လောက်လုပ်ပေးချင်တယ်ပေါ့နော်အဲ့တော့ပြောမယ်ဆိုလို့ရှင်ဒီချိန်မှာဟိုအကုန်လုံးအာစိတ်လဲမကောင်းဘူးစိတ်လဲညစ်နေကြမယ်နောက်ပြီးတော့အာဘယ်လိုခေါ်မလဲဟို ဘာလို့မှငါတို့မှဖြစ်နေရလဲဆိုတော့အတွေ့အမျိုးလည်းအကုန်လုံးမှရှိကြမယ်လို့ထင်တယ်ပေါ့နော်ဟိုဒီနေရာမှာ ပြောမယ်ဆိုလို့ရှိရင်တော့ဟိုအားပေးချင်တာထက်ဟိုပြောမယ်ဆိုရင်ကိုလုံနိုင်တဲ့ဟာကိုကိုဘက်ကနေပြီးတော့လှုပ်ပေးပြီးတော့ကူညီပေးလို့ရသလောက် supporting ပေးလို့ရသလောက်ပေးဖို့ကျွန်တော်တိုက်တွန်းချင်တယ်အဲဒီလိုမျိုး event တွေဖြစ်လာတဲ့အချိန်မှာဒီ covid တို့ เนาะတခြား event ပေါင်းအများကြီးဖြစ်သွားပြီးတဲ့ဒီနှစ်အပိုင်းခြားကာလမှာကျွန်တော်ပို့ပြီးတော့သိချလာတာကပြောမယ်ဆိုလို့ရှိရင်တော့ဒီအချိန်မှာဟိုကိုဟာကိုဟောနောက်ပြီးတော့ကိုဗေနာပဝန်းကျင်ကိုချစ်တဲ့လူတွေနဲ့ဟောအတတ်နိုင်ဆုံးဘလိုမျိုးအဲကောင်းကောင်းမွန်မွန်ပျော်ပျော်ရွှင်ရွှင်အဲဖြတ်တန်းသွားမလဲဆိုတဲ့ဟာပို့ပြီးတော့အရေးကြီးတယ်ဆိုတာကိုပို့ပြီးတော့တည်လာစေတယ်ပေါ့နော်ဆိုတော့ဒါကတော့ ပြောမယ်ဆိုလို့ရှိရင်အမ်ဟို podcast theme မှာအမ်အမှန်တိုင်းပြောမယ်ဆိုရင်ဘယ်လို podcast ဆိုလို့ခေါင်းစဉ်တက်ရမလဲမသိ knowledge sharing လည်းမဟုတ်သလိုဘာမှလည်းမဟုတ်အဓိကတော့ကိုကိုအနေနဲ့ကုညီပေးလို့ရသလောက်ကိုကုညီဖို့အတွက်တိုက်သွန်းတဲ့ podcast လို့ပဲပြောရမယ်ထင်တယ်အဲ့တော့ yeah ဘာပဲဖြစ်ဖြစ်ကိုလုံနိုင်တဲ့ဟာကိုအတတ်နိုင်တဲ့တော့ ူညီပေးကြပါဟိုကျွန်တော်လည်းဆက်ပြီးတော့ကိုလုံလိုင်းတလောက်ကိုကူညီပေးမယ်လို့အာကူညီပေးဖို့အတွက်ကျွန်တော်လည်းတနိုင်ဆုံးကြိုးစားနေပါတယ်ဆိုတော့ရတဲ့လောက်လည်းကူညီပေးပါမယ်ဆိုတော့ yeah ဒါတော့ဒီနေ့အတွက်ကတော့ဒီလောက်ပါပဲအကုန်လုံး stay safe ပါပြီးတော့အကုန်လုံးအာဆက်ဆံရအောင်ပြပါသေးလို့ကျွန်တော်ဆုတောင်းပါတယ်ဆိုတော့ bye bye ပါ